ိတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် NQ မှုပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel ကို subscribe လုပ်ပြီးတော့ဘေးနာခေါင်းလောင်းနှိပ်ထားပြီးပေါ့ပြီးရင်ဒီနေ့ရုပ်ရှင်ကားလေးကိုလည်းကြည့်တဲ့အခါမှာ VPN link ဖွင့်ပြီးတော့ကြည့်ပေးကြမယ်ဆိုရင်ကျေးဇူးတူပဲတင်ရှိပါဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကတော့ပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်ကစားတယ်ပြီးတော့တင်ဆက်ပေးခဲ့တယ်နေဝင်မင်းကြီးနာနဲ့ပြင်ထွက်လို့မရတဲ့မြို့နာမည်ကတော့ from ပေါ့ဗျာ season 3ကိုရောက်လာခဲ့ပြီးတော့ season 3လည်းပြီးဆုံးမှတော်တော်လေးကိုနီးကပ်တဲ့အချိန်ကာလအခါသမယကိုရောက်ရှိလို့လာခဲ့ဖြစ်ပါတယ် ဒါတော့ဇာရှိန်တော်တက်ပြီးတော့အဆုံးသတ်မှာဘလို့ဖြစ်သွားမလဲစိတ်ဝင်စားဖို့ကောင်းနေဖြစ်တဲ့အတွက် Let's go ဒီနေ့ဘာအတူတူ show လိုက်ကြအောင်ပါခင်ဗျာရှေးကပိုင်းဒီမှာတော့ဖာတီမာက Ultra Sound ရိုက်ကြည့်လိုက်တော့မှသူ့ပိုင်ဒီမှာဘာကလေးမှရှိမနေဘူးဆိုတာကိုသိလိုက်ရပါတယ်အဲဂျင်းတော့ကီမိုနိုဝစ်စုံနဲ့အမျိုးသမီးကလာပြီးတော့အကူကြီးတောင်းနေပြီးတော့တပတ်မှာတာပိတာကလည်းသူဟာဒီနေရာနဲ့ကလေးဘွားကလေးကဆက်ဆက်နေတာဖြစ်ကြောင်းကိုသိလိုက်ရပါပြီအဲလီဆိုကဖာတီမာတယောက်အသီးရွက်ပုတ်တွေကိုပဲ ်ချင်းချင်းတက်နေတဲ့အကြောင်းကိုပြောပြလိုက်တဲ့အတွက်ခရစ်စီတို့လည်းဒီအကြောင်းကိုသိသွားခဲ့ပါပြီ။ဖာရီမာကကျွန်မဘာတွေဖြစ်နေရလဲလို့မေးလိုက်ပြီးတော့ခရစ်စီကငါတို့တွေတခြားနေရာမှာဆိုရင်တော့ဆိုက်ကိုဆိုမက်တစ်လက္ခဏာတွေပြနေတာဖြစ်နိုင်အကြောင်းကိုပြောပါတယ်။ဇေဗင်နာကကိုကိုကိုဝင်ရှိနေပြီလို့ခံစားပြီးတော့အစောပိုင်းကိုဝင်ဆောင်လက္ခဏာတွေလည်းပြတဲ့အခြေအနေမျိုးပါ။ဒါပေမဲ့ဒီမျိုးမှာတော့မမြင်ရပေမဲ့တကယ်ရှိနေရတယ်လေဖြစ်နိုင်တာကြောင့်ဘာမှတက်အပြောလို့မရနိုင်သေးပါဘူး။ဖာရီမာလည်းသူ့ဘိုက်ထဲမှာတစ်ခုရှိနေတယ်လို့ခံစားနေရကြောင်းတေချာပြောပြပါတယ်။ အဲ့နောက်မှာတော့ဖာရီမာစိတ်ညစ်သွားပြီးတော့ဂိုလိုနီအင်ကြီးကိုပြန်မယ်ဆိုပြီးတော့ထွက်သွားတဲ့အတွက်အဲလစ်ဆန်နောက်ကနေလိုက်သွားခဲ့ပါလေ။အဲ့နောက်တော့ဘွိုက်ကဖာရီမာဘာဖြစ်နေလဲလို့မေးလိုက်တော့ခရစ်စီကဖာရီမာဘိုက်ထဲမှာကျမတို့မမြင်ရတဲ့ဒဇုံတစ်ခုကကြီးထွားနေရလား။ဒါမှမဟုတ်အဲ့နေရာပဲဖာရီမာကိုစိတ်ဆားပြအောင်လှုပ်လိုက်တာလားမသိတော့ဘူးလို့ပြောလိုက်ပါလေ။သူတို့တွေဖာရီမာကိုဘယ်လိုကူညီရမလဲဆိုတာမသိတဲ့အတွက်နှစ်ယောက်လုံးစိတ်ညစ်နေပါတော့တယ်။ဗီတာကတော့ဂျက်စပါရုပ်ကိုသူသိချင်တာတွေအတင်းကိုမေးနေပြီးမေးစကားပြောတတ်တာငါသိတယ်။ငါ့ကိုပြောပြစမ်းလို့ပြောနေပါလေ။ ဒါပေမဲ့ရုပ်ကလှုပ်တော့မလှုပ်ခဲ့ပါဘူးဟင်နရီကဗီတာကိုမင်းနေရောညအောင်ပိတ်ပဲနဲ့ဒါပဲထိုင်လုံးနေလို့မရဘူးလေလို့ပြောလိုက်ပြီးဒီရုပ်ကိုအော်နေတော့အောက်ထပ်ကတော့ကြားရတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဟင်နရီကဒါအယုတ်လေဘလို့လို့စကားပြောတတ်မှလေလို့ပြောလိုက်ပြီးမဲ့ဗီတာကအဖေနားမလဲပါဘူးဖေဟာသူကျွန်တော်စကားပြောမှရမယ်ဆိုပြီးတော့ဂျက်စပါကိုပါခေါ်ပြီးတော့ထွားသွားခဲ့ပါတယ်တမမအေဂျင်ကတော့သူ့ကင်မရာကဒီတိုင်းခုံမမာချထားနေတယ်သူကသူပုံတွေရိုက်နေတာကိုမြင်လိုက်ရပါတယ်မာရီယာကတော့ဖာဒီမာကိုဈေးချိတ်ပေးနေပြီးတော့ ဂျူလီရန်ဒဲနဲ့သူတို့တွေဖြစ်ခဲ့တဲ့ကိစ္စတွေကလည်းစိုးရတဲ့အကြောင်းနဲ့သူ့ကိုယ်ထဲမှာပိုးကောင်တွေပြေးလွှားနေတာကိုအခုထိခံစားနေရတယ်လို့ပြောပြပါတယ်။ဒါမဲ့မာရီယာကဒါရီယာတကယ်မဟုတ်ဘူး။ကြောင်စိမ့်ကြောင်ဖြစ်နေတာဆိုပြီးတော့ကိုကိုသတိပေးတယ်လို့ပြောပါတယ်။ဒါမဲ့ဖာတီမာကတော့ငါမှဖြစ်နေကိစ္စနင်တို့ဖြစ်တာလည်းမတူဘူးလို့ပြောလိုက်ပါတယ်။မာရီယာကဖာတီမာကိုပုံမှန်အစားအစာလေးတွေနည်းနည်းချင်းပြန်စားကြည့်ကိုပြောပြမယ်။ဖာတီမာကငါအမိုက်တီကိုစားနေတာကြောက်လို့စိတ်မမှန်လို့မဟုတ်ဘူး။ငါ့ကိုအတင်းစားခိုင်းနေတာကိုခံနေရတာလို့ပြောလိုက်ပါတော့တယ်။ အဲ့နောက်မှာတော့အဲလစ်ရောက်လာတဲ့အတွက်ဗာဒီယာလည်းပြန်ပြီးတော့ထွက်သွားပါလေ။ဗာဒီမားငါပြောတော့ဘာလို့တောက်မှမယုံကြတာလဲ။ငါခန္ဓာကိုယ်ထဲမှာဖြစ်နေအောင်ငါခံစားမိတာပေါ့လို့ပြောလိုက်ပါလေ။ပြီးတော့ဗာဒီမားကအဲလစ်ကို "तू ပြောတာယုံကြည်ဖို့အတွက်ပြောလိုက်ပြီးတော့ပေချိုးယူပြီးငါနေ့တိုင်းတိုင်းထားတာငါဘိုက်ကတရက်တစ်တရက်ပို့ပြီးတော့ကြီးလာနေပြီလို့ပြောလိုက်ပါလေ။အဲလစ်ကဗာဒီမားကိုစိတ်ထိတ်မှုပြောနေပြီးတော့ဗာဒီမားကငါခန္ဓာကိုယ်ထဲမှာဘာပဲရှိနေတာဖြစ်ဖြစ်အဲ့ဒါကပိုအားကောင်းလာပြီ။ချိန်ချင်းတက်နေရတွေကလည်းပိုပိုဆိုးလာနေတယ်လို့ပြောလိုက်ပါလေ။ ီးတော့ငါအခုဆိုအမြဲတမ်းဒေါသထွက်နေတာစိတ်မထိန်နိုင်တော့ဘူးလို့ပြောလိုက်ပါတော့တယ်။ဘွိုင်းကတော့ဖာရီမာဖြစ်နေတဲ့ကိစ္စကိုဒိုနာကိုလာပြီးတော့ပြောပြပါတယ်။ဒိုနာလည်းငါဖာရီမာကိုဝင်ရှိတာကိုစသီးတော့ဒါအရန်ကောင်းတဲ့ကိစ္စဆိုပြီးတော့ပြောခဲ့တယ်လို့ပြောပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဘွိုင်းကခရစ်စီပြောသလိုဆိုရင်ဖာရီမာကိုထဲမှာငါတို့မမြင်ရတဲ့ຢာတစ်ခုကြီးထွားနေတာဖြစ်ဖြစ်မောင်ရင်ဖာရီမာစိတ်ဖောက်သွားတာဖြစ်နိုင်တယ်လို့ပြောပါတယ်။ဒီတော့ဖာရီမာဘာဖြစ်နေရလဲဆိုတော့အဖြေရှာဖို့နဲ့ဖာရီမာကိုပုံမှန်တိုင်းပြန်ဖြစ်အောင်လုပ်ဖို့လိုနေပါဘူး။ဒိုနာတော့ငါဖာရီမာအဲလီဆိုနှစ်ယောက်စလုံးကိုချစ်ပါတယ် ဒါပေမဲ့ငါတို့ဖာရီမာဘာဖြစ်နေလဲဆိုတာမသိရသေးခင်မှာသူတို့တွေကိုလိုနီအိမ်ကြီးမှာဆက်မနေသေးဘူးလို့ပြောလိုက်ပါတယ်ဖာရီမာဖြစ်နေနိုင်တဲ့အခြေအနေနှစ်ခုစလုံးကအိမ်ထဲကလူတွေအတွက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေပဲဖြစ်နေလို့ဒိုနာပြောလိုက်ပြီးတော့ငါအနေနဲ့လူတွေအကုန်လုံးရဲ့လုံခြုံရေးအတွက်ကိုစဉ်းစားရမယ်လို့ပြောပါတယ်အဲ့ဒါနဲ့ဘွိုက်ကကောင်းပြီလေအာဆိုသူတို့ရဲစကန်မှာနေဖို့စီစဉ်ပေးမယ်လို့ပြောလိုက်တာပါဒါပေမဲ့ဂျင်းတို့ကတော့ထဲမှာရိတ်ခါတွေတန်နေတော့မှတပီသာအီတန်နဲ့ဂျိတ်တို့တော့ရောက်လာတာကိုမြင်တဲ့အတွက်ဂျင်းတယောက်အံ့ဩသွားပါတယ် တပိသားကဒီနေ့အောင်ကလေးဘွားကလေးကအိမ်မက်ထဲကနေတဆင့်မြင်မှုတဲ့အတွက်ဂျိတ်ကတပိသားကိုဒီကိုခေါ်လာတာဖြစ်ပါတယ်။ဂျင်းနဲ့အခုမှတပိသားရဲ့ငငယ်ကအိမ်မက်တွေကိုသိရပါတယ်။မျိုးထဲမှာတယောက်တည်းနေခဲ့တဲ့ဂျူလီကတော့သူ့အိမ်မှာဘယ်သူမှမရှိတဲ့အတွက်ခရစ်စီရဲ့ဈေးကမ်းမှာဒီညလာနေဖို့လုပ်ပါတယ်။အဲနောက်မှာတော့ဂျူလီကရန်နဲနဲ့တူလမ်းလိုက်ရှောင်ရင်းနဲ့သူတို့နှစ်ယောက်စကားပြောပြကြပါတယ်။အေဂျင်ကတော့သူ့ကင်မရာကလိုလိုရိုက်နေတဲ့ဓာတ်ပုံထဲမှာတကားတစ်ချက်ကိုတွေ့ခဲ့ရပြီးတော့အဲ့နေရာကိုလိုက်ရှာမှတော့မြောက်ကန်းတစ်ခုဖြစ်နေရာကိုသိလိုက်ရပါတော့တယ်။ အာနိုင်အေဂျင်ကမြောက်ခမ်းထဲကိုစဉ်ကြည့်လိုက်ပြီးအထဲမှာနောက်ထပ်တကားတစ်ချက်ကိုမြင်လိုက်ရပါတယ်အဲဒီတကားနောက်မှာဗီဒီယိုတစ်ခုရှိနေပေမဲ့အထဲမှာဘာမှမရှိတဲ့အတွက်အေဂျင်ကပြန်လှည့်ထွက်လာတော့မယ့်အချိန်မှာပဲဗီဒီယိုနောက်ကနေတကားခေါက်တန်လိုအတန်တစ်ခုကိုကြားလိုက်ရပါတယ်အေဂျင်လည်းဗီဒီယိုဘေးကိုတွန်းလိုက်ရမှာတော့ဗီဒီယိုနောက်မှာလွတ်ဝတ်တကားပေါက်တစ်ခုရှိနေပြီးအဲဒီနောက်မှာအခန်းတစ်ခန်းရှိနေတာကိုမြင်လိုက်ရပါတော့တယ်တပတ်မှာတော့ရဲမေကကန်နီစီလာပြီးတော့ဒီမျိုးကိုဘယ်လိုလူတွေလာဆောက်သွားတာလဲဘာလို့ဒီမှာစားသောက်ဆိုင်ရောရှိနေရတာလဲလို့လာပြီးတော့မေးပါတယ် ဒီလိုရောက်လာတဲ့လူတစ်တိုင်းကသူတို့သာဒီမျိုးအကြောင်းကိုအရင်ဖြေရှာဖို့ကြိုးစားတဲ့လူတွေလို့ထင်နေပြီးတော့သူတို့ပဲဖြေရှာတွေ့ပြီးတော့ဒီမျိုးကနေထွက်သွားနိုင်မယ်လို့ထင်တတ်ကြပါတယ်။ကန်နီကတော့နေမေးခဲ့တဲ့မေးခွန်းတွေဟာရှေ့မှာလူတွေအများကြီးမေးခဲ့ပြီးပြီးသားပဲလို့ပြောလိုက်ပါတယ်။ဒေါ်နဲ့မှာတော့ဂျိန်းနဲ့အီသန်တို့ကစာတောက်ရုပ်တွေကိုလိုက်ကလေ့လာနေပြီးအီသန်ကဒီနာမှာဘယ်သူတွေနေခဲ့တယ်ထင်လဲလို့မေးပါတယ်။ဂျိန်းကသူလည်းမသိကြောင်းပြောလိုက်ပြီးတော့ဝဝွန်ထောင်ချောက်တွေရှိတဲ့အတွက်သတိထားသွားဖို့အီသန်ကိုမှားလိုက်ပါတယ်။တပတ်မှာတပီသားနဲ့ဂျင်းတို့ကတော့အကျိတ်နယ်ဆွေးနွေးရပြန်ပါပြီ။ တပိသားငါမက်ခဲ့တဲ့အိမ်မက်ကတာမန်အိမ်မက်ဆိုးမဟုတ်ဘူးလားနဲ့ကြည့်ပြီးတော့ဇက်တိုင်းမက်ခဲ့တဲ့အိမ်မက်ဖြစ်တယ်လို့ပြောလိုက်ပြီးတော့ဒီနေရာအဲ့ဒီအိမ်မက်ထဲကနေရာပဲလို့ပြောပါတယ်ဂျင်းကတပိသားကိုစိတ်ပူနေတဲ့အတွက်လက်ဆော့ဖို့တိုက်တွန်းပေမဲ့တပိသားတော့ငါအဖေရှာမရမယ်လို့ပြောလိုက်တာပါတပတ်မှဂျူလီကတော့ရန်တဲကိုသူ့မယားကလေးတွေကိုကူညီဖို့လိုနေတယ်လို့ထင်နေကြောင်းနဲ့သူ့ဖခင်ရောယင်တစ်ခါသူ့အဆွဲကြီးမိတော့ကဒေါနာသေးတော့မလို့ဖြစ်ခဲ့တဲ့အတွက်ဒီလိုအဖေရှာဖို့ကိစ္စတွေလန့်နေပြီလို့ပြောလိုက်ပါတယ်အဲ့နောက်ဂျူလီကသူ့မှာကားမောင်းလိုင်းစင်တော်မရှိသေးတဲ့အကြောင်းနဲ့ သူတို့ခီကပြန်ဝင်ကာညာနာရုံကိုသွားဖို့လှုပ်ထားရမယ်အခုချိန်ထိဒီမျိုးမှာပိတ်မိနေတဲ့အကြောင်းကိုပြောလိုက်ပါတယ်အာနယ်ရန်တဲကငါးနေလိုက်ခဲ့ဆိုပြီးတော့ဂျူလူတန်နီယာကိုခေါ်သွားခဲ့ပါတော့တယ်ကန်နီယာတော့ရဲမေကိုလူရီယာဒီကိုရောက်ခါသာဆိုရင်ငါအဖေရအောင်ရှာမယ်အိမ်ပြန်မယ်လို့တွေးတတ်ကြရမယ်နောက်ဆုံးတော့ဘာမှမလုပ်နိုင်တော့တိလာပြီးတော့လက်လျှော့သွားတတ်ကြတာပဲလို့ပြောပြလိုက်ပါတယ်ပြီးတော့ကန်နီကနင်းလိုက်တဲ့မနေနိုင်ယူသွားလိမ့်မယ်လို့ပြောရမယ်ရဲမေကတော့လူသေးတွေရဲ့ထုံးစံတိုင်းလက်မခံခဲ့ပါဘူးအဲနောက်သူတို့စကားပြောနေကြတဲ့ရဲမေက ဂန်နီဖီဟောမေဘာဒီမျိုးမှာတည်ဆုံသွားတာကိုသိသွားခဲ့ပါတယ်။ပြီးတော့မကောင်းစွားတွေကိုတားနိုင်တဲ့အဆောင်လက်ဖွဲ့ကိုလည်းဘွိုက်ကရှာတွေးခဲ့တာဖြစ်ကြောင်းသိလာခဲ့ပါတယ်။ဒါပေမဲ့ရဲမေယာသူတနတ်ကိုဘွိုက်ကတိန်းသွားတဲ့အတွက်ဘွိုက်ကိုမကျေမနပ်ဖြစ်နေတာပါ။ရဲမေထွက်သွားတဲ့အချိန်မှာပဲဗတာရောက်လာပြီးတော့ဒီအန်ချမ်းမရှိတဲ့နောက်မှာပိတ်ထားတဲ့ထမင်းစားကန်းကိုပြန်ဖွှေးမှုကိစ္စဂန်နီကိုလာပြောခဲ့ပါတယ်။အဲဒီကတော့လူဝက်ခန်းထဲမှာလိုက်ကြည့်နေတဲ့ဂရင်းတလုံးနဲ့လူသေးလောင်းတစ်ခုကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့ကီမိုနိုဝတ်စုံတဲ့အမျိုးသမီးကိုလည်းမြင်လိုက်ရပေမဲ့ ။အဲဂျင်ကအရင်တုန်းကလိုဒီမျိုးသမီးကိုတိတ်ပြီးတော့မကြောက်တော့ပါဘူး။အဲဂျင်စိတ်ထဲမှာဒီမျိုးသမီးကသူ့စီကအကူအညီတောင်းနေရဖြစ်တယ်လို့သူတို့အကုန်လုံးအိမ်ပြန်နိုင်မှုအတွက်လည်းပြန်ကူညီမဲ့လူလို့ယူဆထားပြီးဖြစ်ပါတယ်။ဗီတာကတော့ဆာရာစီရောက်လာပြီးတော့ဆာရာရဲ့မြေရောက်ခန်းမှာဂျက်စပါကိုစကားပြောလာအောင်ထမ်းမေးဖို့လုပ်နေပါတယ်။ကိုလိုနီအိမ်ကြီးမှာမေးတော့ကဂျက်စပါဘာမှဖြေတဲ့အတွက်လုံခြုံတဲ့နေရာကိုထမ်းမေးဖို့ဆာရာစီရောက်လာတာပါ။တမမရန်တဲကတော့ဂျူလီကိုကိုလိုနီအင်ကြီးကဒိုနာတို့အရေးပေါ်သုံးဖို့အတွက်ထားထားတဲ့ကားစီကိုခေါ်လာပါလေ ရန်တဲကမြို့ထဲမှာကားပတ်မောင်းပြီးတော့ဂျူလီကိုကားမောင်းတင်ပေးနေပါတယ်။ဝိုက်တောင်ကတော့သူစကန်းကိုပြောင်းလာတဲ့အချိန်မှာစကန်းနဲ့ကိုရဲမီရောက်နေပြီးတော့သူ့အန်ဆွဲတစ်ခုလည်းပွင့်နေအောင်မြင်လိုက်ရပါတယ်။ရဲမီအရှင်သိမ်းသွားတဲ့ဂျမသရက်ပြန်ပေးလို့တောင်းပါတယ်။အားနဲ့ဝိုက်ကနေအเจ้าလိုမျိုးတော့လူတယောက်ကိုပြစ်တတ်ထားတာ။နေစိတ်ကနေထိန်းနိုင်တာမသေးချာမချင်းတနက်ပြန်မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်။ရဲမီအရဂျမရဲအစ်ရှင်းလိုမျိုးရောင်းဆောင်စရာကြီးလုံးနေရမဟုတ်လို့ပြောတဲ့အတွက်ဝိုက်လည်းဒေါသထွက်လာပြီးတော့ရဲမီကိုမောင်းထုတ်နေပါတယ်။ ။နောက်ဆုံးဘိုက်ကသူဖွက်ထားတဲ့ရဲမင်းရဲ့တနတ်ကိုထုတ်ပေးလိုက်ပြီးတော့ជីစံတွေကိုတော့ထုတ်ထားလိုက်ပါလေ။ပြီးတော့နေနဲ့ထိုက်တန်တဲ့အချိန်ကျရင်ជីစံတွေပြန်ပေးမယ်လို့ပြောလိုက်တာပါ။တော်လိုက်မှာတော့တပီသားကကြောက်တုံးညီတွေရှိတဲ့နေရာကိုရောက်လာပြီးတော့ငါငငငတော့အိမ်မက်ထဲမှာခံစားရတဲ့ခံစားချက်တွေကြောက်စိတ်တွေကပါအခုခံစားနေရတဲ့အတူတူပဲလို့ပြောလိုက်ပါလေ။တပီသားကသူ့အိမ်မက်ထဲမှာတစုံတရာစီကနေထွက်ပြေးလာပြီးတော့ကြောက်တုံးတုံးနောက်မှာဝင်ပုန်းနေခဲ့တယ်။အဲ့ဒီကြောက်စရာကောင်းတဲ့အရာကဘာလဲဆိုတော့တေချာမသိဘူးလို့ပြောပြပါလေ။ အနေကြီးကဒါဆိုရင်ကံမာဆွဲရာကတကယ်ရှိနေပြီးတော့နေရဒီညာနဲ့ရင်ကလေးကရေဆက်ပါလာတဲ့သဘောမျိုးဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။နေမှာကလေးလေးကဒီညာကိုရောက်လာမယ်ကံပါလာပြီးသားပဲ။ဓဏီမုတ်ဓဏီနဲ့တရက်မှာနေရအဝေးပြေးလမ်းပေါ်အစ်စ်ပင်ကိုမြင်ရမှာပဲလို့ပြောလိုက်ပါတယ်။ဓမ္မမတေးလီကတော့ဖာတီမာအစဉ်ပြေလာလို့အဲလစ်ကိုလာမေးပြီးတော့ငါဖာတီမာချိန်ညှိတတ်တဲ့ကိစ္စကိုသိပါတယ်။နင်တို့ရင်ဖွင့်ညနာရှိရင်ငါ့ကိုပြောလို့ရတယ်လို့ပြောလိုက်ပါတယ်။အားနဲ့အဲလစ်နဲ့ဖာတီမာကိုမနေ့ကအာထရာဆောင်းရိုက်ကြည့်တဲ့အကြောင်းနဲ့သူ့ဘိုက်ထဲမှာဘာမှမရှိဘူးလို့ပြောပြလိုက်ပါတယ်။ အလစ်စာဖာဒီမာအတွက်တော်လေးစိတ်ပူနေပြီးတော့ဖာဒီမာကိုအဆုံးဆုံးမခံနိုင်ဘူးလို့ပြောပါတယ်။အာနေဒေးလီလည်းသူ့မှာကင်ဆာရှိတဲ့အကြောင်းနဲ့မကြခင်မှာတည်ဆောင်းရမယ့်အကြောင်းအလစ်ကိုပြောပြပြီးတော့သူကလက်ကျန်အချိန်ဒီမှာပျော်အောင်ပဲနေခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ပြီးတော့ဖာဒီမာဒီမှာလက်ရှိရှိနေပါသေးတယ်။နေသူ့ကိုမဆုံးဆုံးရပါဘူးလို့အလစ်ကိုဖြောင်းပြပေးလိုက်ပါတယ်။ဖာဒီမာတို့ဂရင်းမမတယောက်တည်းလဲနေနေသူ့ဘိုက်ကနန်ယိုးတွေပေါ်လာတဲ့ဒီဖြည်းဖြည်းပိန်လာတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒါကြောင်ကနန်းနေမြောင်နေတာသာဖြစ်ပြီးတော့အဲလစ်စာချက်ချင်းရောက်လာပြီးတော့ဖာဒီမာကိုနှစ်သိမ့်နေခဲ့ပါတယ် ဂျူလီကတော့ရန်ဒဲနဲ့အတူတူကားလိုက်စီးနေပျော်နေခဲ့ပါလေဒါပေမဲ့ရန်ဒဲကကားမောင်းနေတဲ့ဘိုးကောင်တွေကိုထပ်မြင်လိုက်ပြီးအဲ့ဒီဘိုးကောင်တွေကိုလိုက်ရိုက်နေတဲ့အတွက်ဂျူလီကလန့်လာပါလေရန်ဒဲကအကောင်တွေကိုမြင်နေရမယ်ဂျူလီကတော့ဘာမှမမြင်ရပါဘူးအဲ့နောက်တော့ရန်ဒဲကတောထဲပြေးဝင်သွားပြီးတော့ဂျူလီရဲ့အိမ်ပြန်မှုပြောမယ်ဂျူလီကတောထဲကိုလိုက်သွားပါလေဒါမှမဟုတ်အဲလစ်ကတော့ဈေးကမ်းမှာစိတ်ငြိမ်စေးတွေလာယူနေပြီးဂရီးစီးယားအဲလစ်ကိုတားနေပါလေအဲလစ်ကဖာရီမာအတွက်စိတ်ပူနေတဲ့အတွက်ဈေးတွေလာယူတာဖြစ်ပေမဲ့အဲ့ဒီဈေးတွေကစိတ်ကြမ်းမာကြီးဈေးအပြင်းစားတွေဖြစ်တာကြောင့်ဖာရီမာအတွက်ထိခိုက်နိုင်တာပါ ာနယ်အလစ်ကနေဖာဒီမာဘလောက်ခံစားနေရဆိုတာမသိဘူးလို့ပြောလိုက်ပြီးတော့ဂရီစီယာငါတို့ခံစားချက်တွေတောင်နိုင်ပြီးတော့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးလို့ပြန်ပြောပါတယ်။ဘွိုက်ကလည်းဆေးတွေဂရီစီကိုပြန်ပေးလိုက်ဖို့ပြောရတဲ့အတွက်အလစ်ဆေးတွေကိုပြန်ပေးခဲ့ပါတယ်။အလစ်သူ့ဖေကိုကျွန်တော်ပါဆက်လို့ရမှာလေ။ကျွန်တော်ရှေ့မှာဖာဒီမာလုံးဝယူတော့မလို့ဖြစ်နေအောင်မြင်နေသားနဲ့ဘာမှလုံးမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်။အလစ်သူ့အမေအဘီတုံးကစိတ်ဖောက်ပြန်ပြီးတော့ဘာတွေဖြစ်ခဲ့ရလဲဆိုတာကောင်းကောင်းသိနေတဲ့အတွက်ဖာဒီမာကိုစိတ်ပူနေခဲ့တာပါ။ ဒေါ်လေးမာတို့ဂျူလီနဲ့ရန်ဒဲတို့ကဘွားရောက်ခဲ့တဲ့အချိန်ခန်းစီကိုသွားလို့ရတယ်နေရာကိုရောက်လာပါလိမ့်ဂျူလီကတစုံတရာကိုခန်းစားမိနေရာကြောင်းအဲ့နေရာကိုသွားဖို့လုံနေပြီးတော့ရန်ဒဲကသူ့ကိုတားလိုက်ပြီးမမောင်ဝင်ကတို့မျိုးတဲကိုပြန်ရမယ်လေးလို့ပြောလိုက်ပါလိမ့်အားနဲ့ဂျူလီလည်းလက်ခံလိုက်ပြီးတော့မျိုးတဲပြန်ဖို့ကိုလှုပ်ကြပါလိမ့်တမမဖာတီမာကတော့သူ့ခန္ဓာကိုယ်ကတောင်းဆိုနေတဲ့အတွက်အသီးရွက်ပုတ်တွေရှာစားဖို့လုံနေမယ်ဒူတာတွေကိုမစားကျင်တော့ကြောင်းပြန်ထွက်သွားဖို့လှုပ်လိုက်ပါလိမ့်အဲ့ချိန်မှာပဲရုတ်တရက်ဘိုက်ကအောင့်လာကြောင်းဖာတီမာတယောက်တော်တော်ကိုနာကျင်နေရပါလိမ့် ဒေးလီကရောက်လာပြီးတော့ဖာဒီမာကိုကူညီပေးဖို့လှုပ်ပြီးတော့အကုံစင်မေသွားမှာပါလို့နှစ်သိမ့်ပေးလိုက်ပါလေဖာဒီမာဒေးလီကိုထွက်သွားဖို့ပြောနေပြီးခဏကြာမှတော့ဖာဒီမာသူ့စိတ်ကိုသူမထိန်နိုင်တော့ပဲအနားမှာရှိတဲ့ကတ်ကြီးနဲ့ဒေးလီကိုထိုးသားလိုက်ပါတော့လေဖာဒီမာလည်းကတ်ကြီးနဲ့ထိုးတိုက်မှာသတိပြန်ဝင်လာပြီးတော့ထိတ်လန့်ကြားနေကျမတောင်းမယ်ပါလေတမင်လောက်တာမဟုတ်ပါဘူးလို့ပြောနေပါလေအားနဲ့ဒေးလီကဒေးလူဟန်ဆဲဆဲနေပဲဖာဒီမာကိုနေပြေးမရမယ်လို့ဖာဒီမာကိုပြောလိုက်ပါတော့လေအဲဒီချိန်မှာအဲလစ်လေးရောက်လာပြီးတော့ဖာဒီမာနဲ့ဒေးလီကိုတွေ့လိုက်ပါတော့လေ နောက်တစ်ခါမှတော့ white ကဖာရီမာကိုတော်တဲ့ကဒိန်းလေးစီခေါ်လာပြီးဘယ်လိုဖြစ်တာလဲဆိုတော့မေးနေပါလေ။အာနေဖာရီမာကသူရုတ်တရက်ဒေါသကြီးထွက်လာပြီးတော့ထိန်လို့မရတော့အောင်ဒေးလီကိုကတ်ကြီးနဲ့ထိုးသားလိုက်မိတာဖြစ်ကြောင်းကိုပြောလိုက်ပါလေ။ white ကဖာရီမာကိုဒီညတော့ဒီမှာပဲနေခဲ့ဖို့ပြောလိုက်ပြီးမန်နေဂျာမှာ Alice နဲ့သူဘာဆက်လုပ်မလဲဒေတာစဉ်းစားမယ်လို့ပြောလိုက်ပါလေ။ဖာရီမာတော့ဘာမှမဆက်လုပ်စရာမရှိတော့တာလို့ပြောလိုက်ပြီးတော့ငိုနေတဲ့အတွက် white ကဖာရီမာကိုနေရငါမိသားစုဝင်ပဲငါတို့ဒီကိစ္စကိုဖြေရှင်းကြမယ်လို့ဖြောင်းပြလိုက်ပါလေ။ ဘိုက်ကတူလာတဲ့သီးရွက်ပုတ်တွေကိုထုတ်လိုက်ပြီးတော့နေတာအောင်စားဖို့လိုရရင်စားပါလို့ပြောခဲ့လိုက်ပါတယ်။ဖာဒီမာကတော့ကျမအဲ့ဒါဒီစမ်းမစားချင်တော့ဘူးလို့ပြောပေမဲ့ဘိုက်ကနေပါဖြစ်နေတဲ့အခြေအနေကိုပုံမဆိုးစေချင်ဘူး။အားအောင်စားဖို့လိုရရင်စားလိုက်ပါလို့ပြောလိုက်ပါတယ်။ဖာဒီမာဒေးလီကိုဒီတိုင်းထားခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ပြီးဘိုက်ကဒေးလီလောင်းအောင်ခြားတယောက်ကရှာတွေ့သွားပါစီလို့ပြောလိုက်ပါတယ်။အဲ့ဒါမှာတော့ငိုယိုနဲ့ဖာဒီမာကိုဖြောင်းပြပြီးတော့ဘိုက်ကထွက်သွားလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ဂျင်းတို့မိသားစုနဲ့ဂျိတ်ကတော့ဒေါ်ရဲကနေအိမ်ပြန်ရောက်လာခဲ့ပါပြီ။ဂျိတ်ကသူ့ကားကိုပြန်ရောက်တော့ အရက်တော့ဘလုံးနေတော့အထဲကနေအတန်ကြားလိုက်တဲ့အတွက်ဘသူလဲဆိုပြီးတော့လန့်သွားပါလေအဲလူကဟင်နရီဖြစ်ပြီးဂျိတ်လဲအခုမှဟင်နရီကဗီတာရဲ့အဖေးစွာကိုတီးလိုက်ပါလေကိုလိုနီယယ်ကြီးမှာတော့ daily ကြောင်စာပြေးချန်ထဲမှာတေဆုံးနေအောင်တီးသွားကြပါပြီရန်ဒါမှာရက်နေရဲ့အေဂျင်လဲ daily တေဆုံးနေကြောင်တီးလိုက်တော့အထိတ်လန့်ဖြစ်ပြီးတော့ကင်မရာကိုတည်သားပုံပေါ်ချလိုက်ပြီးအဲဒီမှာပဲကင်မရာအလိုလိုဓာတ်ပုံပုံထိုက်ရိုက်လိုက်တာကိုမြင်လိုက်ရပါလေမာရီယယ်လဲကိုလိုနီအင်ကြီးစီလာရင်း daily ဆုံးသွားတာကိုတီးလိုက်တော့စာပြေးချန်စီကိုပြေးသွားပါတော့တယ် ဂျူလီကတော့သူ့မိဘတွေမျိုးတွေပြောင်းလာပြီဖြစ်တဲ့အတွက်အိမ်ပြန်မှုလုပ်နေပြီးရန်ဒဲကိုလာပြီးတော့နှုတ်ဆက်ပါတယ်။ပြီးတော့ဒေါ်ရဲကငါတို့တွေ့ခဲ့တဲ့နေရာကိုပြန်သွားကြည့်အောင်လို့ပြောလိုက်တော့ရန်ဒဲကအဲ့နေရာကိုရောက်သွားတာငါကုတ်ကအမွှေးတောင်ထောင်လာတယ်လို့ပြောပြီးပြန်မသွားဖို့ညင်းပါတယ်။ဂျူလီကအဲ့နေရာမှာတစုံတစ်ခုကိုခံစားမိကြောင်းနဲ့အဲ့ဒါကအခုပြပြနေရာကြီးအတွက်အကူအညီရနိုင်မယ်ဆိုရင်ပြန်သွားသင့်တယ်လို့ပြောလိုက်ပါတယ်။ရန်ဒဲကဒီနေရာမှာငါတို့အကူအညီချင်တဲ့အရာမရှိဘူးလို့ပြောပြီးတော့အဲ့နေရာလေးဝေးဝေးနေဖို့ဂျူလီကိုမှားလိုက်ပါတယ်။ဘွိုင်းနဲ့အဲလစ်ကတော့ကော်လိုနီအင်ကိုသွားနေပြီးတော့ဘွိုင်းကဘာသူမေးမေး မနေ့ညဖာဒီမာနဲ့အဲလစ်တို့သူနဲ့အတူတူစခန်းမှာရှိနေလို့ဖြေဖို့အတွက်အဲလစ်ကိုမှားနေပါလိမ့်။အဲလစ်ကမန်တိုင်းပြောဖို့စဉ်းစားနေပြီးတော့ဒါဖာဒီမာအပြစ်မှုတဲ့အတွက်ရှင်းပြလို့ရမှာပါလို့ပြောနေပါလိမ့်။ဒါမဲ့ဘွိုက်ကတော့တချို့တွေကနားလည်နိုင်မယ်တချို့တွေကဒီကိစ္စကိုဘယ်လိုဖြစ်ဖြစ်နားလည်ပြီးမှမဟုတ်ဘူးလို့သူသားကိုသတိပေးလိုက်ပါလိမ့်။ပြီးတော့အဲလစ်ကိုကိုခန်းကိုပြန်ပြီးတော့ရန်အနေငယ်စားလိုအပ်တဲ့ပစ္စည်းတွေထည့်လာဖို့နဲ့အရန်အများကြီးလည်းမတည်လာဖို့မှားလိုက်ပါလိမ့်။အဲ့ဒီမှာပဲဒေးလီသေးသွားတဲ့ကိစ္စကိုသိနေဖြစ်တဲ့ကန်ဒီကဘွိုက်ကိုလာပြီးတော့ခေါ်ပါလိမ့်။ ဆိုင်ပွေးချန်နဲ့ဘွားရောက်လာတော့အထဲမှာရဲမေလည်းရောက်နေခဲ့ပါပြီရဲမေကမကောင်းဆိုးရွားတွေကတော့ကတ်ကြီးနဲ့လူမတက်လာဘူးလို့ပြောလိုက်ပြီးကျမတို့အိမ်ထဲမှာရှိတဲ့လူအကုန်လုံးမေးရမယ်လို့ပြောပါတယ်ဘွားလည်းလက်ခံလိုက်ပြီးတော့အိုက်တိုင်းလို့ဖို့ပဲပြောလိုက်ပါတော့တယ်မကြာမှာပဲဒိုနာရောက်လာပြီးတော့ဒိုနာရှေ့တုန်းကစားရှိထားတဲ့ဆာရာလက်ချက်လို့ထင်နေတော့ဘွားကဆာရာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ဒိုနာညာတိုင်းမကောင်းဆိုးရွားရဲ့လက်ကနေပုံနေရတဲ့အပြင်အခုလိုအချင်းချင်းမှာအသက်ခံတဲ့ကိစ္စမျိုးပေါ်လာပြီးဆိုရင်တော့လူတွေကအပြစ်တရားမယ်လူကိုရှာလိုက်မယ်လို့ပြောပါတယ် တကယ်လို့ငါတို့တရားခံမရှာနိုင်ဘူးဆိုရင်စာရကသူတကယ်လုံးလုံးမလုံးလုံးအပြစ်တင်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်။အန်နေဘွိုက်ကဒိုနာပြောတာကိုလက်ခံလိုက်ပြီးတော့စာရောင်းငေါစကန်မှာအတူတူမေးကြမယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာစာရာတော့ဗီတာကိုကူညီပြီးဂျက်စပါရုပ်ကိုစကားပြောလာမလားလို့လုံနေရပါ။ဗီတာတော့ရုပ်ကအခုထိစကားပြောမလာတဲ့အတွက်ဒေါသတွေထွက်နေပါတယ်။ဂျင်းကတော့တပီသားကိုနေုံဒီနေရာနေရာကလေးတွေကိုကယ်တရားမယ်လို့ယုံကြည်အောင်လုပ်နေတာလို့ပြောနေပါတယ်။ပြီးတော့တပီသားမရှိခင်ကသူတို့စီဖုန်းဝင်လာတဲ့အကြောင်းနဲ့ ဖုန်းထဲကလူကသူ့ကိုယ်သူသောမတ်စ်လို့ပြောတဲ့အကြောင်းပြောပြလိုက်ရမှာတော့ဒါဗီတာလည်းအံ့ဩသွားပါတော့တယ်။ဂျင်းကဒီနေရာငါတို့ကြောင်သိနေတာ။ငါတို့ဘလို့ဒုက္ခပေးရမလဲဆိုတာသိနေတာပဲလူဒါဗီတာကိုသတိပေးလိုက်ပါတယ်။သူတို့နောက်စကားပြောနေတဲ့အချိန်မှာပဲဆာရာရောက်လာပြီးတော့ဗီတာတယောက်သူ့မြောက်ခဲမှာတောင်းကျမ်းနေကြောင်းဗီတာဒါဗီတာနဲ့ပဲစကားပြောခြင်းလို့ပြောနေတဲ့အကြောင်းကိုလာပြောတာကြောင်းဒါဗီတာလည်းဆာရာနဲ့လိုက်လာလိုက်ပါတယ်။ဒါမှမှအေဂျင်ကတော့ဈေးကန်းကိုလာပြီးတော့ဈေးပြေးစီးတစ်ခုလာဆာရာကိုမြင်တွေ့ရပါတယ်။ဗီတာတော့ဒါဗီတာကိုမြင်တော့ဝမ်းသာသွားပြီးတော့ နေဆိုရင်ဂျက်စပါကိုစကားပြောနိုင်အောင်လုံနိုင်မှာပဲလို့ပြောပါလိမ့်တပည့်သားတော့ရုပ်ကိုစကားပြောအောင်လုပ်ရမယ်ဆိုတော့နားမလည်နိုင်ဖြစ်နေပါလိမ့်ဗီနာတယောက်ကခရစ်စတိုဖာကိုဒီမျိုးနဲ့ပတ်သက်တဲ့လူဝတ်ချက်တွေပြောပြခဲ့တဲ့အကြောင်းနဲ့အဲ့ဒါတွေကိုသိရရင်ငါတို့ဒီမျိုးကလူတွေကိုကယ်နိုင်ပြီလို့ပြောလိုက်ပါလိမ့်ပြီးတော့ဗီတာဒေါသရထွက်နေတဲ့အတွက်တပည့်သားသူ့ကိုမနှဲထိန်နေရပါလိမ့်အဲ့နောက်မှာတော့ဗီတာတပည့်သားကိုဂျက်စပါအယုတ်ချောင်းကိုပြောပြလိုက်ပါလိမ့်ဂျူလီယာတို့အိမ်မြန်အောင်လာပြီးတော့အီသန်တယောက်တော့တဲမှာသူ့အဖေနဲ့မိစကားများနေအောင်မြင်ခဲ့ပြီးတော့စိတ်ညစ်နေအောင်တွေးတဲ့အတွက်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုခု သွားကြည့်ရအောင်လို့ပြောလိုက်ပါတယ်။တပတ်မှဟင်နရီကတော့ဂျိတ်ကိုသူမိမဒီနာเจ้าယင်းထဲကအကြအမြင်တွေရနေခဲ့ဆွဲအเจ้าနဲ့သူမိမပြောတာကိုနားမထောင်ခဲ့တာနောက်နားရတဲ့အเจ้าကိုပြောပြနေပါတယ်။အဲဒီမှာဂျင်းအောင်လာပြီးတော့သူမိမနဲ့ကလေးကိုတော်ရဲခေါ်လာတဲ့အတွက်ဂျိတ်ကိုပြဿနာလာရှာပါတယ်။ပြီးတော့တပီသားကိုကယ်ရီရှင်လုံးလုံးအတွေးတွေဂျိတ်ကခေါင်းနဲ့ထည့်ပေးခဲ့တာပဲဆိုပြီးတော့ဒေါသတွေထွက်နေပါတယ်။ဂျင်းကသူမိသားစုနဲ့ဝေးနေဖို့ဂျိတ်ကိုလာပြောနေပြီးဂျိတ်ကလည်းတပီသားကလေးမဟုတ်ဘူးသူ့ဆုံးဖြတ်ချက်နဲ့သူလို့ပြောလိုက်တဲ့အတွက် နှစ်ယောက်သားအော်ကြီးအကျယ်လေးစကားများကြပါတော့တယ်။အန်တော်ရဂျိတ်ကဘားရီကနေထွက်သွားခဲ့တော့တာပါ။နောက်တစ်ခါမှတော့အဲလစ်ကဗာဒီမာရှိတဲ့နေရာကိုရောက်လာခဲ့ပါပြီ။အဲလစ်ကငါ့ကိုဒီကိစ္စကိုအတူတူဖြေရှင်းကြတာပေါ့လို့ပြောပေမယ့်ဗာဒီမာသူ့ကိုယ်ရဲ့အရာအခုထိရှိနေသေးတယ်လို့ပြောလိုက်ပြီးငါနောက်တစ်ချိန်အခုလိုတယောက်ကိုထိကန့်အောင်လုပ်မင်းဘယ်လိုလုပ်မလဲလို့ပေးလိုက်ပါတယ်။အန်တော်အဲလစ်ကဗာဒီမာတို့ရဲ့လိုအပ်တဲ့ဝေစားတွေပေးခဲ့ပြီးတော့ပြန်ထွက်လာပါတယ်။အဲလစ်တို့သွားပြီးမကြာမီမှာပဲဗာဒီမာအဲဂျင်မြင်နေရတဲ့ဂီမိုနိုဝစ်စုံနဲ့မကောင်းဆိုးအမျိုးသမီးကိုမြင်လိုက်ရပါတော့တယ်။ ။အဲဂျင်ကတော့ဂီမိုနိုဝိဆုံတဲ့အမျိုးသမီးကကင်မရာကနေတက်ဆင့်လောက်ခိုင်းတဲ့ညွန်ကြားချက်တွေတိုင်းလိုက်လုံနေပါပြီ။အခုလည်းသူ့ကိုသွေးတွေဖောက်ဖို့ခိုင်းတာအတွက်အဲဂျင်ကသူ့လက်ကသွေးကိုသူဖောက်ပြီးဗလင်းထဲကိုထည့်နေပါလေ။အဲဂျင်မှာပဲကင်မရာကနောက်ထပ်ပုံတပုံထပ်ပြီးတော့ထွက်လာခဲ့ပါတော့တယ်။ဒါမှမဟုတ်ဟင်နရီကတော့ဂျင်းကိုငါမင်းကိုကြံပေးရမလားလို့မေးပြီးတော့နောက်တစ်ခါမိမိမနဲ့စကားပြောရင်မင်းပါဆက်ကိုပိတ်ပြီးတော့သူပြောတာပဲနားထောင်ပေးကြည့်ပါလားလို့ပြောလိုက်ပါတယ်။ပြီးတော့အခုမင်းပုံစံကငါလွန်ခဲ့တဲ့အနှစ်40လောက်ဖြစ်ခဲ့တဲ့ပုံစံနဲ့တူနေကြောင်းကိုပြောပြီးတော့ ငါလည်းငါစနီးကိုပြုပြင်ပေးနိုင်မယ်လို့ပဲတွေးခဲ့တာ။သူများမှန်နေမလားလို့မတွေးခဲ့မိဘူးလို့ပြောပြလိုက်ပါလေ။ပြီးတော့ဂျင်းကိုသူ့အတွေ့အကြုံနဲ့ရှင်ပြီးတော့တပ်ပီသားကိုပန်ပိုးပေးဖို့အတွက်နားချလိုက်တာကြောင့်ဂျင်းလည်းဟင်နာဒီပြောတာကိုလက်ခံသွားခဲ့ပါတော့တယ်။ဂျူလီကတော့အီသန်လေးကိုစိတ်ပြေလဲပြောက်ဖြစ်အောင်ဆိုပြီးတော့ဒေါ်လေးမှရန်ဒဲနဲ့သူနဲ့တွေ့ခဲ့တဲ့အပျက်စီးတွေရှိတဲ့နေရာကိုခေါ်လာလိုက်ပါလေ။ပြီးတော့အဖေနဲ့မေကိုပြန်မပြောဖို့အတွက်ဂရီတောင်းလိုက်ပြီးသူသတိလျှကနေပြန်နိုးလာကလေးကခေါင်းထဲမှာလူတွေရဲ့အော်အေးတန်တွေကိုကြားနေရလို့သူ့မောင်လေးကိုယင်ဖွင့်လိုက်ပါလေ။ မနေ့ကဒီနေရာကိုရောက်လာချိန်မှာတော့အရိတန်တွေအကုန်လုံးကတိတ်ဆိတ်လို့သွားခဲ့တာပါငါစိတ်ထဲမှာတခါကငါ့ကိုဒီထဲကိုဝင်စေချင်နေတယ်လို့ပဲလို့ပြောလိုက်ပြီးတော့ဒါမှလည်း तू ကြောက်နေတဲ့အတွက်ဘာလို့ရမလဲဆိုတာအီတန်ကိုမေးလိုက်ပါတယ်အဲ့နဲ့အီတန်ပုံမြင်တဲ့က तू ရဲ့ကောင်းနေဆိုရင်တော့တတိရှိရမယ်လို့ပြောပြီးတော့နေဝင်ချင်းငါအနေနဲ့အတူတူဝင်ပေးမယ်လေးလို့သူ့အမကိုပြောလိုက်ပါတော့တယ်အဲ့နောက်မှာတော့မောင်နှမနှစ်ယောက်သားပြက်စည်းတွေလည်းကိုဝင်သွားရမှာတော့ဂျူလီကချက်ချင်းပဲဘွားရောက်ခဲ့တဲ့အကျင်းလိုက်ထဲကိုရောက်သွားခဲ့ပါတော့တယ်ဂျူလီယာထိတ်လန့်သွားပြီးတော့အဲ့ထဲကိုပတ်ကြည့်ရမှာတော့သူရဲ့ မာရီယန်နဲ့ရန်ဒဲတို့၃ယောက်နိုင်ရန်တွေမှာတန်ကျိုးတွေခက်ခံထားပြီးနာနာချင်းချင်းအော်ဟစ်နေတာကိုမြင်လိုက်ရပါတော့တယ်ဂျူလီလည်းအဲ့ဒီအော်တန်တွေကြောင့်ကြောက်လန့်ပြီးတော့ထိုင်ချလိုက်ပါတယ်အပြင်မှာတော့ဂျူလီကမြေပေါ်မှာလဲကျပြီးတော့တက်နေတာဖြစ်ပြီးအီတန်ကသူ့အမကိုလှုံ့နှိုးနေပါတယ်တပတ်မှာတပီတာနဲ့ဆာရာတို့ကတော့ဂျက်စပါစကားပြောတာကိုဗမာတွေးကြတာလေးလို့မေးလိုက်ပြီးအဲ့ဒီချိန်ကျောင်းဗီတာပြန်ပြီးတော့မှတ်မိလောင်လှုပ်ပေးနေပါတယ်ဗီတာပြန်စဉ်းစားရင်းနဲ့အဲ့ဒီနေ့ကသူ့ညီမလေးနဲ့သူဒူဒူပုံတိုင်းကစားရင်းနဲ့အယ်လိုဝီကိုဖျားเจ้าမှာသွားရှာခဲ့တာကိုသတိရလာပါတယ် အိုင်မာရင်ခရစ်စတိုဖာကိုဂျက်စပါစကားပြောခဲ့တာဖျားเจ้าနဲ့မှာဆိုရလဲမှတ်မိသွားခဲ့ပါတော့တယ်တပတ်မှရဲမင်းနဲ့ကန်နီတို့ကဂိုလိုနီအိမ်ကြီးထဲကလူတွေကိုဒေးလီတက်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေးမြန်းနေပါတယ်အိမ်ထဲကလူတွေကမင်းတို့တွေဘာလို့ဒီမျိုးထဲမှာလူတပ်ဖူးတဲ့လူကိုအရင်မစစ်ဆေးပဲနဲ့ဘာလို့ငါတို့လာမေးနေရလဲလို့ပြောတဲ့အတွက်ရဲမင်းလဲစာရเจ้าအခုမှတီးသွားပါတယ်တပတ်မှအဲလစ်ကမျိုးထဲကလူတွေဖာတီမာအကြောင်းအမှန်တိုင်းပြောပြဖို့တော့တိုက်တွန်းနေပြီးဘွိုက်ကတော့လက်မခံပါဘူးဘွိုက်ကဖာတီမာတယောက်ဘာဆက်လုံးနိုင်နေဆိုတာမသိတဲ့အတွက် သူသားအဲလစ်ကိုပါအန်ရယ်ပေးမိမှာကိုလည်းစိုးရိမ်နေပါလေသူတို့သားဖားနှစ်ယောက်ငင်းခုံလေးသာတော့မှာပဲဒိုနာရောက်လာပြီးတော့မျိုးတရားလူတွေကစာရာအိမ်ကိုပြဿနာရှာဖို့သွားနေကြပြီလို့လာပြောပါတော့တယ်ဒိုနာဘွိုက်တို့တွေတခုဖြစ်နေအောင်ရိတ်မိသွားတဲ့အတွက်ဘာဖြစ်နေကြလဲလို့မေးလိုက်ပါလေအန်ရယ်ဘွိုက်လည်းဒေးလီကိုစာရာတတ်တာမဟုတ်ဘူးဒေးလီကိုတတ်တာဖာတီမာပဲလို့ပြောပြလိုက်ပါတော့တယ်ဒါမှမဟုတ်အီသန်လေးကတော့သူ့အမအောင်နှိုးလို့မရတဲ့အတွက်မျိုးတွေကိုပြန်ပြေးလာပြီးတော့အကူအညီလာတောင်းတာကြောင့်ကန်ဒီနဲ့ရဲမေတို့အမြန်လိုက်သွားကြပါလေ အချိန်ကနေရောက်နေဂျူလီကတော့ခဏကြာမှအော်ဒန်ကြီးပျောက်သွားသလိုသူတို့သုံးယောက်ရဲ့ပုံရိပ်တွေကလည်းပျောက်သွားခဲ့ပါလေဂျူလီပြန်ထလာတဲ့အချိန်မှာတော့မာတင်ကိုမြင်လိုက်ရပြီအောက်ကတွင်းထဲမှာရှိနေလူတယောက်ရဲ့အတန်ကိုလည်းကြားလိုက်ရပါလေမာတင်ကဂျူလီကိုတွေးတော့အောက်ကတွင်းထဲကိုကြိုးပြစ်ချပေးဖို့ပြောလိုက်တဲ့အတွက်ဂျူလီလည်းကြိုးကိုပြစ်ချပေးလိုက်ပါတော့တယ်အောက်မှာရှိနေကတော့ရဲမှုဘွိုက်ပဲဖြစ်ပြီးဂျူလီကရင်တော့အချိန်ဒီကိုပြန်ရောက်နေတာပဲဖြစ်ပါလေဘွိုက်တယောက်တွင်းထဲမှာပိတ်မိနေတော့ကသူ့ကိုကြိုးပြစ်ချပေးခဲ့တာကလည်းဂျူလီပဲဖြစ်နေခဲ့တာပါ ိုင်တော့တော့မာတင်ကဂျူလီကိုနေသွားမှရမယ်ဒီမှာအန်နီမကင်းဦးလို့ပြောလိုက်တဲ့အတွက်ဂျူလီလည်းထွက်လာပါတော့တယ်ဂျူလီကတကားပေါက်ကနေထွက်လိုက်တဲ့အချိန်မှာဘွိုင်းလိုအပြင်ကိုရောက်မသွားမဲနဲ့လှိုင်ကောင်းတဲ့ကိုရောက်သွားခဲ့တာပါဂျူလီယာထိတ်လန့်နေတော့မှပဲလှိုင်ကောင်းရဲ့တဏှာကနေသူ့အမေနဲ့ဗစ်တာရဲ့စကားပြောတဲ့အန်နီကိုကြားလိုက်ရပါတယ်ဂျူလီကအရင်တုန်းကအချိန်တွေကိုအချိန်ခီးသွားနေမိတာဖြစ်တဲ့တော့ဒါဗီတာနဲ့ဗစ်တာတို့လှိုင်ကောင်းနဲ့ရောက်ခဲ့တဲ့အချိန်ကိုပြန်ရောက်လို့သွားတာပါဂျူလီလည်းအတန်ကြားတဲ့ဘက်ကိုလိုက်လာတဲ့အချိန်မှာအန်ကူအီစရဲတန်တွေကိုကြားလိုက်ရပါတော့တယ် အပြင်မှာတော့တက်နေတဲ့ဂျူလီကိုကန်နီတို့ကအပြင်ခေါ်ထုတ်လာခဲ့ကြတဲ့အတွက်ဂျူလီလည်းချက်ချင်းပြန်ပြီးတော့သတိရလာပါလိမ့်တဖက်မှာဘွိုက်ကတော့ဖာတီမာကိုသူဖွဲထားတာဖြစ်ကြောင်းပြောပြနေပြီးတော့ဒိုနာကဖာတီမာကိုပြန်ခေါ်လာမှရမယ်လို့ပြောပါလိမ့်ဒိုနာကနေဒီကိစ္စကိုဖုံးထားပြီးမှလူတွေသိသွားရင်ပြဿနာပိုဆိုးလိမ့်မယ်လို့ပြောလိုက်တော့ဘွိုက်ကသူတို့တွေစာရတုံးကားလိုပဲနားလည်ပေးကြမှာပါလို့ပြောပါလိမ့်ဒါမဲ့ဒိုနာကစာရတုံးကားလူတွေကနားလည်ပေးလိုက်တာမဟုတ်ဘူးနေတောင်းဆိုလို့လက်ခံပေးပြီးတော့မျိုးသိမ့်ထားလိုက်ကြတာ ဒီကားတော့နေပြောတာကိုလက်ခံမှာမဟုတ်တော့လို့ဘွိုက်ကိုပြောလိုက်ပါတယ်။ပြီးတော့လူတွေကနင့်ကိုအရင်အားလို့မယုံကြတော့လို့ဒိုနာကထပ်ပြောလိုက်တာပါ။အားနဲ့အဲလစ်သူဒေးလီကိုတတ်ခဲ့တာလို့ဝန်ခံလိုက်မဲ့အကြောင်းပြောပေမဲ့ဒိုနာကအဲ့လိုလုပ်လို့မရအောင်ဖာတီမာကအန်နီအထက်ရှိလာနိုင်ကြောင်းပြောပြီးတော့နင်တို့မပြောရင်မျိုးရဲကလူတွေကိုငါပြောမယ်လို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့ဆာရာဒါဗီတာနဲ့ဗီတာတို့ကဖះเจ้าမြောက်ခန်းကိုရောက်လာပါတယ်။ဗီတာကမြောက်ခန်းကိုရောက်တော့မှအဲတုန်းကဖြစ်ပျက်တွေကိုပြန်သတိရလာပြီးတကယ်တော့ခရစ်စတိုဖာကိုလူဝတ်ချက်တွေအကြောင်းပြောပြတာအယုတ်မဟုတ်ပဲ အဖြူရောင်ကောင်လေးသာဖြစ်ကြောင်းကိုသိသွားပါတော့တယ်။ဖြူရောင်ကောင်လေးကခရစ်စတိုဖာကိုအဆုံးသတ်တော့အဖြေတွေကအစမှရှိခလေးတွေကနေစတာပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ခလေးတွေကိုကယ်ဖို့အသစ်ပင်ကြီးကိုဖြတ်သွားမယ်လို့ပြောခဲ့တာပါ။ဒါပေမဲ့အဲ့တုန်းကခရစ်စတိုဖာကဖြူရောင်ကောင်လေးပြောတာကိုမယုံပဲသစ်ပင်စီကိုမသွားခဲ့တဲ့အတွက်ဗီတာကအဲ့ဒီအကြောင်းကိုသူ့အမေကိုပြောပြခဲ့တာပါ။အဲ့ဒါကြောင့်ပဲသူ့အမေကသစ်ပင်စီသွားပြီးတော့ခလေးတွေကိုကယ်ဖို့လုံရင်းကနေတည်ဆုံသွားခဲ့ရတာဖြစ်ပါတယ်။ဒါမှမဟုတ်အေဂျင်ကတော့ဓာတ်ပုံတွေကနေတဆင့် ဖာတီမာရှိတဲ့နေရာကိုတီသွားတဲ့အတွက်ဖာတီမာစီကိုရောက်လာပါလေ။ဘွိုက်ကအဲလစ်နဲ့ဖာတီမာကိုဒဲရဲမှာပဲဘုံနေဖို့ပြောလိုက်ပြီးလိုအပ်တဲ့ရိတ်ခါတွေသူလာပို့ပေးမယ်လို့ပြောပါလေ။ဒါမဲ့သူသားကိုလည်းစိတ်မချတဲ့အတွက်ဖာတီမာအချင်းနေပိုဆိုးလာရင်တတိထားဖို့နဲ့သူ့ကိုပြောဖို့မှားလိုက်ပါလေ။ဒါမဲ့သူတို့ဒဲစီကိုရောက်တဲ့အချိန်မှာဒဲတကားကပြွင့်နေပြီးတော့ဖာတီမာလည်းမရှိတော့တဲ့အတွက်နေအောင်လုံးထိတ်လန့်သွားပါတော့တယ်။ဖာတီမာကိုတော့အဲဂျင်ကအဲလစ်နေကိုစောင့်နေတယ်ဆိုပြီးတော့လိန်ခေါ်လာခဲ့တာပဲဖြစ်ပါလေ။ အဲဂျင်ကလိုဝအခန်းရှိတဲ့မြေအောင်ခန်းစီကိုဖာတီမာကိုခေါ်လာတာဖြစ်ပြီးဖာတီမာနဲ့အဲလီဆောင်နေတယ်ဆိုလို့လိုက်လာခဲ့တာပါဖာတီမာအဲလစ်ကိုခေါ်ကြည့်ပေမဲ့ထူးတမ်းမကြတာကြောင့်မတင်ငါဖြစ်ပြီးတော့ပြန်ထွက်ဖို့လုပ်ပါလေအဲဂျင်ကသူ့ကိုတားထားပြီးတော့နေဒီမာနေမဖြစ်မှာကလေးရဒီမာမလုံချုံမလို့ပြောလိုက်ပါတော့တယ်ဖာတီမာဘာကလေးမမရှိဘူးလို့ပြောလိုက်တော့အဲဂျင်ကကလေးရရှိတယ်နင့်ကလေးတော့မဟုတ်ဘူးလို့ပြောလိုက်ပါတော့တယ်ဖာတီမာအလွန်ထိတ်လန့်သွားပြီးတော့အတင်းထွက်သွားဖို့လုပ်ပေမဲ့ရုတ်တရက်သူ့ဘိုက်ကနာလာပါတော့တယ်အဲ့ဒါနဲ့အဲဂျင်က ခလေးကနင့်ကိုဒီမှာနေစေချင်တာနင်ခုကန်ပို့ဆိုးသွားလိမ့်မယ်လို့ပြောလိုက်တာပါဖာတီမာကတော့အဲဂျင်ကိုတွန်းဖယ်ပြီးတော့လေကားနေလေးဘက်သွားပြီးတပ်ပြေးဖို့လှုပ်ပေမဲ့အဲဂျင်ကသူ့ကိုဖမ်းပြီးအခန်းထဲထည့်ထားလိုက်ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအဲ့တော့ဒါကနေဝင်မိငိမ့်နာနဲ့ပြင်ထွက်လို့ရတဲ့မျိုးကလေးရဲ့ ဇက်သိန်းငန်လေးလေးတခန်းပေါ့ဗျာဘာလို့လဲဆိုတော့မနက်ဖြန်မှာနောက်ဆုံးဇက်သိန်းမောင်ရောက်ပြီဖြစ်ပါတယ်အတွဲတိအတွဲနှစ်အတွဲသုံးငါးပိုင်းစီကျွန်တော်တင်ဆက်ပေးကြတာမှာမနက်ဖြန်မှာတော့နေဝင်မီးငိမ့်နာနိုင်ပြင်ထွက်လို့မရတဲ့မျိုးကလေးကိုကျွန်တော်နှုတ်ဆက်ရတော့မှာပါအဲ့တော့ကြီးစုလို့ကောင်းတယ်ဆိုရင်လေဒီကားလေးကိုလည်းကြိုက်ကြတယ်ဆိုရင် channel subscribe လို့ဘေးနာကောင်းလို့နှိပ်ထားပြီးတော့မနက်ဖြန်ဇက်သိန်းမောင်လည်းကြီးကြမယ်ပြီးရင်နောက်နေ့ဒီမှာလည်းအခုလိုမျိုးအမိုက်စား series တွေအမိုက်စားဇက်ကားတွေအမုံကျိုးမှဖြစ်တဲ့တော့စောင့်မျောအားပေးကြဖို့လေဖိတ်ခေါ်ရင် ီနေ့မှာအစားဆုံးလိုက်ပါကျေးဇူးအားပေးခဲ့ဗောရာတို့အားလုံးတယောက်ချင်းဒီတိုင်းအချိန်ပေးခဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ